ဟမတ်စ်ကတဘောတူညီခဲ့ပြီလို့တရင်ထွက်ပေါ်နေပါတယ်။ဤတရင်ဟာယခုချိန်မှာမကန်မှုရှိမရှိကိုကျွန်တော်အမှန်တကယ်သိချစေလိုပါတယ်။ဟမတ်စ်ကအချက်20ပါတဲ့ဤတရင်တဘောတူညီချက်နဲ့ပတ်သက်ပြီးတော့အကြိမ်များစွာပြောင်းလဲပြုလုပ်ခဲ့ပြီးတော့၎င်းတို့ဟာ၎င်းကိုတဘောတူမလားဆိုတဲ့ကိုမသေးချခဲ့ပါ။တရင်များအရ၎င်းတို့ဟာကြာရှိနေသေးတဲ့ဒဇခန်တွေကိုအသက်ရှင်သူများနဲ့တေဆုံးသူများနှမျိုးလုံးကိုလွတ်ပေးရန်ကံလန်းနေသည်ဟုတတိသိရှိရပါတယ်။ ဤတဲ့င်းကယနေ့မွန်လယ်ပိုင်းမှာရူတောင်မှထွက်ပေါ်လာခြင်းဖြစ်တဲ့တမ်ဒါထွန့်ကဟာမတ်စ်အားဂါဇာနေကြရဲ့အစီအစဉ်ကိုလက်ခံရန်တင်းငွေညအထိအချိန်ပေးထားပါတယ်။၎င်းတို့ကသဘောတူညီချက်ရဲ့အချက်အားလုံးကိုသဘောတူခဲ့သလားဆိုဒီကိုကျွန်တော်တို့မသိရသေးပါ။ထို့ကြောင့်၎င်းတို့ကအတိအကျဘာကိုသဘောတူညီခဲ့တယ်ဆိုတာမများမချင်းကျွန်တော်တို့သိထားမှာဖြစ်ပါတယ်။ပြောခဲ့တဲ့အတိုင်းကျွန်တော်တို့ကဤဒီနဲ့ပတ်သက်ပြီးအစောပိုင်းအချက်အလက်တွေကိုရရှိနေပါတယ်။ဒီခုချိန်မှာ ျွန်တော်ရဲ့ဖနောက်ဆုံးအတွေ့ကတော့ကျွန်တော်တို့အလွန်တတိထားရန်လိုအပ်နေပါတယ်။ဟာမတ်စ်ကဒီကောင်တို့မှနောက်ထပ်နှစ်ရက်ကြာရှိနေသေးတာကိုတတိထားမှဖြစ်တယ်။၎င်းတို့ကအရာတွေကိုနောက်နေရမှာအလွန်အတွေ့အကြုံရှိပါတယ်။ယခုအခါထွက်ပေါ်လာတဲ့ဒရင်းတွေအရ၎င်းတို့ကပြဿနာများနဲ့ပတ်သက်ပြီးညှိနှိုင်းလိုတယ်လို့ပြောနေဖို့ရပါတယ်။ကျရှိနေတဲ့ဒဇက်ကံအားလုံးကိုလူပေးရန်ကိစ္စကိုဥစွာဖော်ပြခြင်းအမျိုးလင်းချက်ရှိစရာအကြောင်းရှိပါတယ်။ စစ်ပွဲအစမှာအီဇရဲလ်စစ်ရထမ်းမှအဓိကတောင်းဆိုမှုနှစ်ခုရှိခဲ့ပါတယ်၎င်းတို့ကဒဇက်ကနေအားလုံးပြန်လည်လွတ်ပြေးရတဲ့ဟာမတ်စ်အားဂါဇာကိုထိန်းချုပ်ခြင်းမှရပ်တန့်ရန်လိုလားပါတယ်အကယ်၍ဟာမတ်စ်ကအီချက်နှစ်ခုစလုံးကိုလက်ခံရန်ပွင့်လင်းနေပါကညှိနှိုင်းမှုများစွာလိုအပ်နေဦးမှာဖြစ်ပါတယ်ဒါပေမဲ့၎င်းကစစ်ပွဲရဲ့အဆုံးသတ်ကိုဆိုလိုနိုင်ပါတယ်ကျွန်တော်အခုရရှိနေတဲ့အချက်လက်တွေထဲကိုတင်ကိုဆွဲတွင်းလိုပါတယ်ပြောခဲ့တဲ့အတိုင်းပဲဟာမတ်စ်ကဤဒီဘောသူရင်ချက်ကိုညှိနှိုင်းဖို့အတွက်စူးစမ်းနေတဲ့ ၎င်းတို့ကတင်းငွေနဲ့ညအထိအချိန်ရှိပါတယ်နောက်ဆုံးရတဲ့တင်းတွေအရဆိုရင်၎င်းတို့ကသဘောတူချက်ရအချို့အစိတ်ပိုင်းကိုသဘောတူခဲ့တော့လဲအခြားအစိတ်ပိုင်းတွေကိုသဘောမတူခဲ့ပါဘူးဒီသဘောတူချက်ရအချက်20ကိုဖန်ထားပြမမှာပြတ်တော့ရစေတိတထင်ရှားတာကတော့၎င်းတို့ဟာအလွဲတကူလက်ခံနိုင်မှာမဟုတ်တဲ့အချက်အချို့ရှိပါတယ်ဒီအစီအစဉ်မှာဟာမတ်က၎င်းတို့ရဲ့လက်နက်တွေအားလုံးကိုလက်လွတ်ပြီးဂါဇာမှာရှိတဲ့ခေါင်းဆောင်မှုကိုဆုံးရန်လိုအပ်ပါတယ် ကျွန်တော်တို့ဒီလိုထင်မယ်လို့ဒီလိုမျိုးတော့မထင်နိုင်ပါဘူး၎င်းကိုတဘောတူမလားမတူလားပြောလို့မရပါဘူးယခုထင်ထင်တာကတော့၎င်းတို့အတွက်လက်ခံရန်အခက်ခဲဆုံးအပိုင်းဖြစ်နေမှာဖြစ်ပါတယ်ဒါမဲ့ထွန်းရဲ့ညီချင်းကြီးအစီအစဉ်မှာလက်နဲ့ချပြီးထွက်ခွာတဲ့ဟာမအဖွဲ့ဝင်တွေအတွက်လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တဲ့ကတိတွေပေါင်းဝင်ပါတယ်ဟာမတ်အနေဖြင့်ဤကိစ္စနဲ့ပတ်သက်ပြီးယုံကြည်မှုဆိုင်ရာပြဿနာများစွာရှိမှတေချပါတယ် ဒါပေမဲ့ငြိမ်းချမ်းရေးအစီအစဉ်ဟာအလွန်အသေးစိတ်ဖော်ပြထားပြီးဟာမတ်စ်မှလွဲ၍အခြားအလုံးက၎င်းကိုလက်ခံထားပြီးဖြစ်ပါတယ်။ကျွန်တော်ထင်တာကတော့ဟာမတ်စ်ကယခုကဒုသဖြင့်၎င်းတို့ရဲ့အရအာရမဟာမိတ်တွေထံမှဖိအားများကိုခံစားနေရမှာပါ။တို့မဟာမိတ်တွေကဒီအစီအစဉ်ကိုလက်မရေးထိုးထားပြီးဟာမတ်စ်ဟာစစ်ပွဲကိုဆက်လက်ဖြစ်ပေါ်စေနေတဲ့တခုတည်းသောအုပ်စုဖြစ်နေတာကိုပြောနေပါတယ်။ဟာမတ်စ်ကဒီအစီအစဉ်ကိုလက်ခံမှာထားတဲ့တခုတည်းသောအုပ်စုဖြစ်ပါတယ်။ အကယ်၍အစ္စရေးနဲ့ဒေသတွင်းမှာရှိတဲ့အခြားသူတွေကသဘောတူထားပြီးပါကဟာမတ်စ်ကဘယ်ကြောင့်ဆက်လက်ညှင်းဆုံနေသေးတယ်လဲဒေသတွင်းမှာနဲ့၎င်းတို့ရဲ့ထောက်ကမ်းသူတွေထံမှဟာမတ်စ်အပေါ် PR တွေဟာယခုအခါအလွန်ပြင်းထန်နေပါတယ်ဟာမတ်စ်ကတနင်္ဂနွေနေ့မှာအလေးနဲ့ထားရမယ့်နောက်ဆုံးရဖြစ်တာကိုနောက်ဆုံးမှာသဘောပေါက်လာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်စရာအကြောင်းတစ်ခုတော့ရှိပါတယ်ဟာမတ်စ်ကတမနာထွန်းကနောက်ဆုံးရတွေကိုဘလို့ကန်တွယ်ခဲ့တယ်ဆိုမြင်တွေ့ခဲ့ပြီဖြစ်တယ်ဥမာအဖြစ်အီရန်မှာ၎င်းတို့အား ၎င်းတို့ရဲ့နျူကလ িয়ার လက်နက်အစီအစဉ်ကိုရတံပိုးအတွက်ရက်60 90အထိအချိန်ပေးခဲ့ပါတယ်။သူအခွင့်အရေးကိုအီရန်ကမယူခဲ့ပါဘူး။အီရန်မှာ B2 ဘုံးကျဲလေတွေနဲ့ဗတ်ဖြစ်ခဲ့တဲ့ဆိုတော့ကျွန်တော်မြင်ခဲ့ရတယ်မလား။ဟာမာစာဒီတင်းစကားကိုနားလည်ခဲ့မှာပါ။ဒါပေမဲ့ကျွန်တော်တို့အားလုံးပြောခဲ့တဲ့အတိုင်းပဲဒီအခြေအနေကိုစောင့်ကြည့်ရမှာကျွန်တော်တို့ဒီထားပြီးရည်ရှိရှိဆောင်ရွက်မှာဖြစ်ပါတယ်။